အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ယောက်ျားတွေအများစုမကြိုက်နှစ်သက်တဲ့မိမပုံစံခုနှစ်မျိုးကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့လူတိုင်းရဲ့အကြိုက်နဲ့ထင်မြင်ယူဆချက်တွေတော့အ ਨੇ အများကွဲပြားနိုင်တာတွေရှိပါတယ်အထူးသဖြင့်အောက်မှာဖော်ပြထားတဲ့မိမပုံစံတွေပဲဖြစ်ပါတယ်နံပါတ်1အတကြီးတဲ့မိမဘဝမှာအမြဲတမ်းကိုကိုကိုသာအေးဆိုင်ပြီးသူတစ်ပါးကိုလျှို့ရှုတတ်တဲ့မိမမျိုးပဲဖြစ်ပါတယ်အထူးသဖြင့် ကိုယ့်ရဲ့ခံစားချက်ကိုသာဦးစားပေးပြီးအခြားသူတွေရဲ့ခံစားချက်ကိုဂရုမစိုက်တဲ့သူမျိုးပဲဖြစ်ပါတယ်။နံပါတ်1အပြောချမ်းနဲ့မိမကိုပြောလိုက်တဲ့စကားကတစ်ဖက်လူအတွက်ဘလို့ခံစားရမလဲဆိုတာကိုဂရုမစိုက်ပဲကိုယ့်ရဲ့စိတ်ကပြောချင်ရပြောတတ်တဲ့မိမမျိုးပဲဖြစ်ပါတယ်။အထူးသဖြင့်စကားပြောတဲ့အခါဆဲဆိုတတ်ပြီးအမှုပညာမကြတဲ့ပြောဟန်တွေကိုယောက်ျားများစုကရှောင်တက်ကြပါတယ်။နံပါတ်3အခန့်တက်တဲ့မိမဘဝမှာ အလိုလိုက်ဖို့ခက်ခဲပြီးအမြဲတမ်းကလန်ကဆန်ပြန်ပြောတတ်တဲ့မိမမျိုးပဲဖြစ်ပါတယ်တခုခုဆိုအမားအမှန်ကိုမခွဲခြားပဲအမြဲတမ်းစန့်ကျင်ဘက်စကားကိုတာပြောတဲ့မိမမျိုးကိုယောက်ျားများစုကရှောင်တတ်ကြပါတယ်နံပါတ်၄ပစ္စည်းလောဘကြီးတဲ့မိမဘဝမှာအချစ်ရည်ထက်ငွေကြေးပစ္စည်းဥစ္စာကိုသာအတိကထားပြီးရွေးချယ်တတ်တဲ့မိမမျိုးပဲဖြစ်ပါတယ်ဥပမာအားဖြင့်လူတစ်ယောက်ကိုရွေးချယ်ပေါင်းတင်တဲ့အခါ အခြေခံအားဖြင့်သူတစ်ပါးရဲ့အကျိုးစီးပွားကိုသာကြည့်ပြီးရှုမြင်တတ်တဲ့မိမမျိုးပဲဖြစ်ပါတယ်။နှစ်ဘက်ငါအရာအလုံးကိုထိမ့်ချုပ်ခြင်းနဲ့မိမဘဝမှာဘယ်အရာကိုမဆိုကိုယ်တိုင်းကြိုက်တွေ့ခြင်းပြီး ကိုယ်ပါတနာရဲ့လွတ်လပ်မှုကိုပါကန့်တတ်ခြင်းနဲ့မိမမျိုးပဲဖြစ်ပါတယ်။ဥပမာ ကိုမပါရင်ဟိုကိုမသွားရဒီလိုမလုပ်ရဆိုတာမျိုးပဲဖြစ်ပါတယ်။နှစ်ဘက်၆အလွန်မင်းတန်တရားဝင်တတ်တဲ့မိမအကြောင်းအရာတစ်ခုခုကို အကြောင်းမဲ့မနာလိုဝင်တိုတက်ပြီးယောက်ျားရဲ့လုပ်ရက်တိုင်းကိုအမြဲတမ်းစောင့်ကြည့်စစ်ဆေးတတ်တဲ့မိန်းမမျိုးပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ယောက်ျားကဘလောက်ပဲကောင်းတာတွေကိုလုပ်ပေးပေးအမြဲတမ်းတရားများစွာနဲ့စောင့်ကြည့်တတ်တဲ့သူမျိုးပဲဖြစ်ပါတယ်။နံပါတ်9အပြင်းကြီးတဲ့မိန်းမမိန်းမတစ်ယောက်ကကိုကိုကိုတော့မပြင်းစင်ပဲပေါ့ပေါ့တန်တန်နေတတ်ပြီးအိမ်မှုကိစ္စနဲ့ကိုပိုင်တော်ဝင်တွေကပြစ်ထားတတ်တဲ့မိန်းမမျိုးကိုယောက်ျားများစုကရှောင်တက်ကြပါတယ်။ဒီလိုအပြုတ်မှုရှိတဲ့မိန်းမမျိုးကို ယောက်ျားအများစုကသူ့ရဲ့အိမ်တော်ဖက်အဖြစ်ရွေးချယ်ဖို့အတွက်ရှောင်ကြဉ်ကြပါတယ်။တကယ်တော့လူနှစ်ဦးအတူတူနေထိုင်ဖို့ဆိုတာနှစ်ဦးနှစ်ဖက်နားလည်မှုနဲ့လိုက်ရောညီထွေရှိမှုတွေလည်းလိုအပ်ပါတယ်။အခုဆိုရင်ဘဝမှာယောက်ျားအများစုမကြိုက်နှစ်တဲ့မိန်းမပုံစံတွေကိုသိကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။